တော့မြင်တဲ့အတိုင်းပဲဒီမှာအမိုက်ပြီးရောဒီမှာဒီညောင်းရင်လည်းအဝတ်တွေကိုလျှော်ရတယ်ဒီနှလုံးလိုပေါ့အဲ့လိုလျှော်ရတာပဲဒီရေနဲ့ပဲလျှော်ဒီရေချိုးပြီးတော့အဲ့လိုလျှော်လိုက်တာကံကောက်ရှိရမှာဖြစ်နေတဲ့အခါပေါ့နော်အခုဒီဒီမှာကျတော့လုံးဝအခြေအနေတော်တော်ဆိုးဆိုးပါဗျာ

အကွက်တစ်ဖော်ဆောင်ထားတာပေါ့နော်ဒီမှာဆိုရင်ဒါလမ်း30ဒါမလီမြို့ပတ်လမ်းပေါ့နော်မလီပြည်ဦးနဲ့သွားတဲ့လမ်းမကြီးနဲ့ဟိုမှာလမ်းမကြီးရမြင်နေရတယ်ဒီမှာလမ်းကြီးရဆိုတော့ဒါဖုံနေကြီးပဲဒီမှာအခုကျွန်တော်တို့ကတ်သွားနေတယ်ပေါ့နော်တွေးလိုက်တာဒီဘက်မှာတော်တော်ရေရှားတယ်ဗျအခုငလင်းရလောက်ပြီးတော့မီးတွေကပြတ်သွားတယ်ဒီလိုအခြေအနေမျိုးမှာပို့ဆိုးသွားတယ်ပေါ့ဒါပေမဲ့ငလင်းမလုတ်ခင်နေတယ်ဒီဘက်ကရေရရှိမှုကတော်တော်လေးကိုရှားပါနေတော့မှာပဲအဲ့တော့ဒီကဒီမှာနေတဲ့ပေါ့နော်ဒေသခံတွေကအခုဒီမှာဆိုလို့ရှိရင်ဒါ အခုအဖုံနေလည်းမြင်တဲ့အတိုင်းပဲဒီမှာဒီညောင်းရင်လည်းအဝတ်တွေကိုလျှော်ရတယ်ရေချိုးရတယ်ဒါကျွန်တော်တို့တကယ်ပါလက်တွေ့တွေ့မြင်ရတဲ့ဟာပါဒီမှာဆိုတာဖုံနေပြီဒီဒီရရေနဲ့အဝတ်လျှော်နေတာဘယ်လောက်တောင်ကြာနေပြီလဲဗျာဒီရရေတွေနဲ့ဝတ်လျှော်ရဆိုတာတော့လေးတော့ဒီလိုချောင်းနေပါတယ်အကုန်လုံးဒီရဲမလွတ်တော့ကြတော့ဟိုပါဘောတစ်နှစ်လုံးလို့ပေါ့အဲ့လိုလျှော်ရတာပဲဒီရေနဲ့ပဲလျှော်ဒီရေချိုးပြီးတော့အဲ့လိုလျှော်လိုက်တာပဲ ။ဟောထောင်းကရေတွေပါဒီမိုးရွာရဲ့နာဒီထောင်းကရေစီးတာလေ။မိုးမလာတော့မိုးမရွာတော့ရေမရှိဘူး။အဲ့လိုလောက်ရတာပဲ။အဲ့တော့ညရာစီးနဲ့ဆောင်းရာစီးတခုတော့ရေအရောတုံးရေရတော်တော်အခက်အခဲဖြစ်နေတာပေါ့။ဟုတ်တယ်အဲ့လိုလေးပါကိုဒီနာသွားခတ်တဲ့ဟူနာလေးကိုတိုင်းကြတွေပါဒီနဲ့ပေါ့နော်။ตาသူตาစီးတိုင်းကိုသွားခတ်ရတာလေးသုံးမှုကိုချက်ဖို့ပြုတ်ဖို့တော့အဲ့လိုသွားခတ်လိုက်တာပေါ့။သုံးမှုချက်ဖို့ပြုတ်ဖို့တော့သွားခတ်ဟိုချက်ဖို့ပြုတ်ဖို့အဓိကပေါ့နော်။ချက်ဖို့ပြုတ်ဖို့သွားခတ်ပြီးတော့ အခုဒီဝှရှော်ရာနဲ့ဒီရင်နဲ့ပဲလှုပ်လိုက်တာပေါ့ကွာဒီရင်နဲ့ပဲလှုပ်လိုက်တာပေါ့အေးပေါ့အဲ့လိုပဲပေါ့အဲ့လိုကွာသမင်းချက်တာပဲတိကထားလိုက်တာလေတောက်ရီတို့သုံးရီတို့အဲ့လိုဟာမျိုးကြတော့ဟိုနားလေးမှာကိုကအဲ့ဟိုပါလေဆိုင်ကယ်လေးတွေနဲ့ကိုကလေးလေးတွေအလုပ်ပြန်လာပြီဆိုတော့ခတ်ခိုင်းလိုက်တာပဲဒါပဲချိုးရီဒါဆိုတော့အိမ်မှာဘယ်နှယောက်ရှိတော့မိသားစုကတော့ကိုတို့လေးကမွေးပေါက်ဖွားတော့၉ယောက်ရှိတယ်ဒါနဲ့အိမ်နောင်တွေတွေပါ အိမ်နောင်တွေတွေတော့လေးတို့ကအိမ်နောင်အကုန်အိမ်နောင်ကြားတဲ့ဟာတွေဒီပဲတော်တော်လေးသသမိတွေရောဒီနေ့တော့ရှိတာလေဒီနေ့လေးကိုကတော်လေးကဟိုဟာရှိတယ်6ယောက်ရှိတယ်တော်လေးနာမှာကိုကဩဘယ်ဘလို့အလုပ်တွေလောက်ကန်ကြတော့ပျံလောက်ပဲလောက်တာဘာမှမလုပ်ဘူးပျံမဲလောက်ကြတာဟိုဒီနားမှာဒီတက်ဟိုကောင်းပြီးတော့ဒီတက်နည်းနည်းဟိုအဆင်ပြေတဲ့ရေမရှိဘူးပေါ့မရှိဘူးအဲ့လိုဆိုင်ကယ်တွေဘာတွေနဲ့သွားခတ်မှာကိုကရတာလေဒါမှမဟုတ်ရင်တော့မရှိဘူးဒီရေပဲရှိတာ ဟိုမိုးရွာတယ်ဘာရွာတယ်ဆိုရင်ကတော့ဒီရေရဲ့အောက်ကိုစီးသွားဆိုတော့ကောင်းတာပေါ့ကွာဒါမိုးကလည်းမရွာပါမရွာအထက်ကလည်းရေရဲ့မလွတ်တော့ကြတော့ဒီတိုင်းပဲပေါ့အဲ့တိုင်းပဲအထက်ကရေလွတ်တယ်ဆိုတာဟိုသူတို့ဆဲတော်ကြီးတို့ဘာလို့လိုလိုလဲတွေဘာတွေလောက်တော့ကြတော့ရေတွေဘာတွေပေးတယ်လေသူကြတော့လေသမားတွေပါရင်လည်းတိတ်မရှိတော့ကြသူကရေရမလွတ်တော့ဘူးလေရေမလွတ်တော့ဒီချောင်းကြီးချောင်းလိုက်အဲမိုးရွာမှာပဲချောင်းကြည့်ရင်ရှင်းရင်သွားတာဒီအမိုက်တွေပါတွေအောက်ညောသွားတာပဲရှိတာပဲဒါပဲ ပြန်လာတော့မှမရှိဘူးအဲ့တော့ဒီဘက်ဒီဘက်တစ်ချက်လေးတစ်ချက်လေးပြပါဦးအဲ့မှာငါမြင်တဲ့အတိုင်းပဲဒီမှာအမိုက်တီရောဘယ်လိုလဲဆူဆူဝါအချိန်လေးဘာလို့ကြီးတော့ခက်ခဲတာဗောနော်တော်လေးခက်ခဲတဲ့သဘောတရားဖြစ်သွားတာဗောဖုန်ရဲဒီမှာမြင်နေတဲ့အတိုင်းပဲဟိုမိုးရင်းဆိုရင်တော့အဆင်ပြေတာဗောနော် အခုဆိုရင်တော့ဒါတော်တော်အဆင်မပြေတဲ့အနေအထားဖြစ်သွားပြီပေါ့ဒါဆိုရင်တော့ဒါမင်းလေးမျိုးကံကောက်ရှိရမှာဖြစ်နေတဲ့အခါပေါ့နော်ဟိုငလင်းလုတ်လိုက်တော့ပို့ပြီးတော့ဆိုးတဲ့အခြေအနေတော့ဖြစ်သွားတာပေါ့ဒါပေမဲ့ငလင်းမလုတ်ခင်အရင်တည်းကလည်းဒါမျိုးတွေကဖြစ်နေတာပါဒီတုံးရရှားပါမှုပြဿနာပေါ့ကျွန်တော်လည်းမြင်တဲ့အတိုင်းပဲပီတာလေးနဲ့ သူ၃နှစ်နာကတော့နည်းနည်းလေးရေကြည်နေသေးတယ်သူ၃၃နှစ်ဆိုတော့လေအခုဒီဒီမှာကျတော့လုံးဝအခြေအနေတော်တော်ဆိုးဆိုးပါဗျာ